မြန်မာနိုင်ငံမှာအကောင့်ထဲပေါ်နေတဲ့ပြည်သူစစ်မှုတန်းဥပဒေဟောင်းနောက်ဆက်ကသွားနေတဲ့နိုင်ငံရေးရည်မှန်းချက်ကိုထိခိုက်စေနိုင်တဲ့တည်ရောက်မှုရှိတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းက CNN သတင်းဌာနကိုပြောပါရယ်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကစတင်ပြီးအသက်ဝင်ကြောင်းနောက်ဆက်ကဥက္ကဋ္ဌဘိုးကျုံမူကြီးမင်းအောင်လင်းကလက်မှတ်ထိုးထုတ်ပြန်ခဲ့တာပါပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့နောက်ဆက်တွဲအနေနဲ့လုံခြုံရေးရှပါတာလူထုရဲ့အကြောက်တရားကြီးမာလာတာနိုင်ငံတော်နဲ့ပြည်သူကြားယုံကြည်မှုကျဆင်းလာတာ စတဲ့အခြေအနေတွေဟာနိုင်ငံတော်အတွက်ဆိုရှုံနစ်နာမှုတွေဖြစ်တယ်လို့နိုင်ငံရေးနဲ့စီးပွားရေးလိလသုံးသပ်သူတွေကထောက်ပြကြပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ကိစ္စတွေမှာလည်းအောက်ခြေမှာအကျင့်ပြတ်ချဆမှုတွေရှိနေတဲ့အတွက်အမြန်ဆုံးရဆိုင်ရမယ့်ဥပဒေတစ်ခုဖြစ်တယ်လို့ရန်ကုန်စောင့်ကြည့်ဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။အဲ့အောက်ခြေမှာကဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။တကယ်တည်းကအာဒီချဆမှုတွေအကျင့်ပြတ်တွေ များနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာကအချစ်ပြီးဆုံးအချက်ပေါင်းဖြစ်ပြီးရဲ့တဲ့အခါကျတော့လူကြီးနဲ့သက်ဆိုင်ရာအာဒေသမှာအစိုးရအဖွဲ့ကြီးတော့သက်ဆိုင်သက်ဆိုင်ရာအာအစိုးရကြီးကြားထဲမှာပေါ့နော်အဲဒီနားနေမှုလဲမတရားဖြစ်တယ်အဲမှာကိုတရားမျိုးတရားအရင်ကြည့်ပြပြအကြောင်းကိုပေါ်လာတယ်ပေါ့နော်အာလူကြီးရဲ့မကျေနပ်မှုကြီး အကျိုးချမ်းမှုတွေလည်းဒီစိတ်မှုကဥပဒေမှာအများကြီးစိတ်ရဥပဒေနဲ့ပတ်သက်တဲ့ဒီပိုင်းမှာအများကြီးပေါ်လာတယ်ပေါ့နော်အဲ့တော့ဒါကမလို့ဒီစိတ်မှုကဥပဒေဟာပေါ့နော်အာကြီးရဲ့ချက်ကောင်းမွန်တော်လေလေနောက်ပါဒါအိတ်တိတ်စိတ်ကလေးရယ်ကြာတန်းတဲ့ဥပဒေပဲပေါ့နော်အဲ့တော့ကြီးရဲ့ချက်ကောင်းမွန်တော်လေလေပေါ့နော်အောက်ချီမှာအလို့မှာပါတီချင်းချုံလို့ပြရတဲ့အင်ပြချာသားမှုကြီးကြောင်းပေါ့နော်နိုင်ငံတော်ရဲ့ အဲ့ဒီလက်ရှိ activity ပွားနေတဲ့နိုင်ငံကြီးမျိုးချက်တွေဖြစ်တိုက်ပြတဲ့အဖြစ်ကိုပေါ့နော်ဒီကဟို impact လို့ပြောမှာတက်ရောက်နေအောင်ကြီးရပေါ့နော်အာတာမလို့ဒါအစ်မကအဲ့ဒီကအလုံးစုံရပ်ဆိုင်ရမယ့်အစ်ဒီတစ်ချက်တွေပေါ့နော်ဒါဆက်ကကပြတ်ထန်းထားတဲ့ပြည်သူစစ်မှုတဲ့ဥပဒေထဲမှာတော့အသက်အရွယ်ရောက်ပြီးသူတိုင်းစစ်မှုထမ်းရမယ်လို့ပါရှိပြီးအမျိုးသားဖြစ်ပါကအသက်၁၈နှစ်ပြည့်ပြီလို့အသက်၃၅နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်း အမျိုးသမီးဖြစ်ပါကအသက်18နှစ်ပြည့်ပြီးလို့အသက်28နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကိုလည်းကောင်းဆိုလိုတာပါပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်စစ်မှုထမ်းဖို့အတွက်ရက်ွက်ကြေးရည်မှာလူစင်းကောက်ကမဲနိုင်ပြီးရွေးချယ်တာဖြစ်တဲ့အတွက်စစ်မှုထမ်းရမယ့်အသက်ရွယ်တဲ့အကျုံးဝင်တဲ့လူငယ်တွေဟာလည်းပြည်ပနိုင်ငံတွေကိုထွက်ခွာတိမ်းရှောင်လျက်ရှိတာပါအဲ့ဒီလိုပြည်ပထွက်ခွာသူများပြလာတဲ့အတွက်ကြောင့်ပြည်ရင်းမှာကျွမ်းကျင်လုပ်သားတွေသာမကအခြေခံလုပ်သားရှာပမှုတွေပါဖြစ်ပေါ်နေကြောင်းစီးပွားရေးဟာနိုင်ငံရေးပေါ်များစွာမှီခိုနေတဲ့အတွက် ငင်းကြရေးမရသူရဲ့စီးပွားရေးတွတ်တက်ဖို့မလွယ်ကူကြောင်းစီးပွားရေးလိလသုံးသက်သူတို့က CNN သတင်းဌာနကိုပြောပါတယ်။အခုကတော့ပြောရရင်စီးပွားရေးပြည်နယ်ကြီးရပူပြုံးနေတာပေါ့ဒီငင်းကြရေးမမရလို့ရင်တော့အချိန်ညမလို့ဟုတ်ကဲ့စီးပွားရေးအဲ့နိုင်ငံရောမှာအခုကအများကြီးဘယ်နဲ့ငါရဟန်းတော့မတော်ဘူးပြီးပြီ။အဲ့ဒီအခုလက်တူလုတ်ပြင်ရတဲ့ဒီလုံးနေချီးပြီးတာတို့ 其实，我在办公室遇到过呀。过去有些旅游嘛，我到边上来旅游旅游，反正旅游，然后呢，呃，旅游目的地，这男的去那边，那女的呢，都来旅游，生旅游的多啊。嗯，到了那个地方，发处参观，有览那个嘛，我那个下家堡，那个马某地的话，今年的马某又有今年我家路下面下的这个马家。 ိုအဲ့ဒီ effect တွေရှိနေတာပေါ့လေဆိုတော့အစီအစီနေနေရတော့ဒီငင်းငန်းရင်းကြောင်းမလို့နိုင်လို့ဒီတော့ပြီးသွားရင်မှလည်းတော့မလို့ဖြစ်ပွားထွက်ခွာတဲ့လူငယ်လူရွယ်တွေများပြလာတဲ့အတွက်တားဆီးဖို့ကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်ဇန်နဝါရီ23ရက်နေ့ရက်စွဲနဲ့ပြည်သူ့စစ်မှုထမ်းဤဥပဒေကိုပြဋ္ဌာန်းထားပါတယ်။အဲ့ဒီဥပဒေထဲမှာတော့ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်သူတွေရဲ့စီရင်ကိုရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုကပြုစုပြီး ်မြို့နယ်အဖွဲ့ကိုပေးပို့မှာဖြစ်ပြီးမြို့နယ်အဖွဲ့ကစစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူများဆင်းမှာပါဝင်သူတွေကိုမှတ်ပုံတင်ဖို့စင်ကော်စာပေးပို့မှာဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီနောက်မြို့နယ်အဖွဲ့ကတိုင်းဒေသကြီးဓမ္မမဟုတ်ပြည်နယ်အဖွဲ့ကနေတစင်ဘ ਹੁ အဖွဲ့ကိုကြည်သူစစ်မှုထမ်းဖို့ပါဝင်သူဆင်းကိုပေးပို့မှာဖြစ်ခါဘိုးအဖွဲ့ကစစ်စစ်စေးရန်စင့်ခေါ်ရမယ်သူအရေးအတွက်ကိုသတ်မှတ်ပြီးမြို့နယ်အဖွဲ့ကိုစီရင်ပြန်လဲပေးပို့မှာဖြစ်ကြောင်းသိရပါဗျ။ပြည်သူ့စစ်မှုထမ်းဖို့မြို့နယ်အဖွဲ့ကအမိတ်စာရရှိသူတွေဟာ ဘ ਹੁ အဖွဲ့ရဲ့ခွင့်ပြုချက်မရဘဲပြည်ပနိုင်ငံတွေကိုထောက်ခွာခွင့်မရှိကြောင်းလည်းသိရပါဗျ။